ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါကျွန်တော်တို့ခုပြပေးမယ့် site က Frame ကသူက6နှစ်တက်ကနေစတဲ့နော်2 6တက်အားထွက်တာနော်2 6တက်အားထွက်တယ်ခါတော်တုံးလုံးက17ထောင်လာတယ်နော်ဒါပထမကတ်နော်ဒုတိယကတ်ကဒီမှာရှိတယ်ဒုတိယကတ်ကဒီမှာ6နှစ်တက်အားနော်6နှစ်တက်အားထွက်တာနဲ့ခါတုံးလုံးကပထမကတ်မှာ17ဒုတိယကတ်မှာ10ထွက်10ထောက်လာတယ်နော်ခါတုံးလုံးက10 တတရကကဒီမှာရှိရနော်261အားထွက်တယ်အားထွက်ပြီးခါသုံးလုံးဟာကိုဖြစ်သွားပြီနော်7190လို့ထောက်ထားတာခါသုံးလုံးเนาะအဲ7190နဲ့အလုတ်လုံးမှာအခုကဏ္ဍဖမ်းမဲ့ကဏ္ဍเนาะ190ခါဖြစ်ခါထောင်ထားတဲ့7190ဆိုတဲ့ဟာတွေမှတ်ထားပြီเนาะဟုတ်ပြီဒီထက်မှလောက်ထားတဲ့ frame ကတော့အများကြီးပဲเนาะ frame ကအကြီးကြီးပဲခင်းထားတာတွေကအများကြီးပဲဒါပေမဲ့ကျွန်တော်အချိန်မရလို့เนาะလိုရင်းကိုပဲရှင်းပြတော့မယ်เนาะအဲ့ဒီ ချောင်းနှစ်တလူဒီမှာပန့်တယ်ထွက်တယ်ချောင်းနှစ်တအားထွက်တာနဲ့ခါရောင်သုံးလုံး17ထောင်းတယ်သူ့ရှေ့နှစ်မှာရှေ့ပေါင်းကနှစ်ပုံသေးရှေ့ပေါင်းနှစ်ပုံသေးနောက်ထောင်းကခွန်နော်အဲ့ဒီရှေ့မှာသူက9နောက်ပိတ်အောက်တပွဲ2ပွဲကျော်မှာ6နောက်ပိတ်ပုံသေးထောက်တာနော်9နောက်ပိတ်အောက်တပွဲ2ပွဲကျော်မှာ6နောက်ပိတ်ပုံသေးထောက်တယ်ရှေ့ပေါင်းနှစ်ကလည်းပုံသေးနောက်ထောင်းကခွန်အဲ့အဲ့နာပြီးမှသူက6နှစ်တအားထွက်တယ်ခါရောင်သုံးလုံးတင်းတယ်နော်အဲ့သူ့ဘေးမှာ ိတ်ထောင်305ခွန်ခါเนาะစီနီယာတွေကြီးလာမှာအကုန်လုံးเนาะခွန်ခါပြီးတော့မှသူကသူ့ဘေးမှာ3နောက်ဘေးသူ့ရဲ့အပေါ်တစ်ဘေးနှစ်ဘေးညောမှာ3မြင်ညောမှာ2နောက်ဘေးအဲပုံတွေထောက်တာเนาะ2နောက်ဘေး3နောက်ဘေးပုံတွေထောက်တယ်ထောက်ပြီးရတယ်သူ့ဘေးမှာခွား30ကစားတယ်เนาะဒုတိယကမ္မလည်းဒီတိုင်းပဲเนาะသူကဒုတိယကမ္မလည်းပဲ6နှစ်တည်းအာကစားတယ်ခါရုံတော့ပထမကမှာ7ဒုတိယကမှာ30သူ့ရှေ့မှာသူ့ရှေ့နှစ်မှာရှေ့ပေါင်းနှစ်ကိုပုံလေးကစားတယ် နောက်ထောင်သုံးလုံးက6ဖြစ်သွားပြီပထမကမ္မနောက်ထောင်သုံးလုံးက9ဒုတိယကမ္မနောက်ထောင်သုံးလုံးက6သူ့ရဲ့ဘေးနှစ်မှာတခါ6နောက်ပိတ်သူ့အပေါ်တစ်ပွဲနှစ်ပွဲကြုံမှာ9နောက်ပိတ်အောက်တစ်ပွဲနှစ်ပွဲကြုံမှာ6နောက်ပိတ်ပုံသေးเนาะအဲ့ဟာတွေပုံသေးခံတယ်ပြီးရင်အဲ့6မြစ်တက်ကဘေးမှာသူကပထမကမ္မခါထိတ်ထောင်သုံးလုံးက9အောက်ထောင်သုံးလုံးက4ဖြစ်သွားပြီပထမကမ္မခွန်ခါအခုတတိယဒုတိယကမ္မ6ခါเนาะ အဲ့ဒီကောင်ရဲ့ဘေးမှာသူကသုံးနောက်ပိတ်တယ်သုံးနောက်ပိတ်ပြီးတော့သူ့အပေါ်တစ်ပွဲနှစ်ပွဲသုံးပွဲကျော်မှာနှစ်နောက်ပိတ်ပုံသေးနှစ်နောက်ပိတ်ပုံသေးသုံးနောက်ပိတ်ကပုံသေးနော်ပထမကတ်မှာလည်းဒီတိုင်းပဲအဲ့နှစ်နောက်ပိတ်ကဘေးမှာကွာပေါင်းကြီးကိုဖြစ်သွားပြီပထမကတ်မှာနှစ်နောက်ပိတ်ကဘေးမှာကွာပေါင်းကြီးက30နော်ပထမကတ်မှာတော့နှစ်နောက်ပိတ်ကဘေးမှာကွာပေါင်းကြီးက30နော်အခုနှစ်နောက်ပိတ်ကဘေးမှာကွာပေါင်းကြီးကကိုဟုတ်ပြီဒါတတိယကတ်ကဒီမှာ နှစ်၆တစ်အားထောင်အပတ်လက်ထွက်တယ်နော်နှစ်၆တစ်အားထွက်လို့ခါထောင်သုံးလုံးကပထမကမှ7ဒုတိယကမှ30အခုတတိယကမှ9နော်9ထောင်နဲ့သူ့ရှေ့နှစ်မှာပရိရှေ့ပေါင်းနှစ်ကပုံသေးနော်ရှေ့ပေါင်းနှစ်ကပုံသေးရှေ့ပေါင်းနှစ်ပုံသေးနဲ့ပထမကမှနောက်ထောင်သုံးလုံးကခွန်ဒုတိယကမှနောက်ထောင်သုံးလုံး6အခုဒုတိယတတိယကမှနောက်ထောင်သုံးလုံးက9နော်အဲသူ့ရဲ့ဘေးနှစ်မှာ6နောက်ပဲပုံသေးသူ့အပေါ်တစ်ပွဲနှစ်ပွဲကြောင့်မှ9နောက် ဝိတ်ပုံသည်အောက်တပွဲနှစ်ပွဲကျော်မှာ6နောက်ဝိတ်ပုံသည်သူ့ဘေးမှာရှေ့ပေါင်းနှစ်နောက်ထောင်သုံးငါနော်အဲ့ဒါပြီးမှာ6နှစ်တအားကိုရိုက်တာခါထောင်သုံးလုံးကို9နဲ့ရိုက်တယ်နော်ရိုက်ပြီးသူ့မှာတဲ့သူကထိထောင်သုံးလုံးက3ဖြစ်သွားပြီ6ခါဖြစ်သွားပြီနော်ဒုတိယကတ်မှာထိထောင်သုံးလုံးက4 6ခါပထမကတ်မှာထိထောင်သုံးလုံးက9ခွန်ခါနော် ဲ့လိုရိုက်ပြီးကံမှာတဲ့သူ့ရဲ့ဘေးမှာဘေးမှာဆိုတော့၃နောက်ပိတ်เนาะပုံသေးပဲဒီ၃နောက်ပိတ်ကလည်းသူ့ရဲ့အပေါ်တစ်ပွဲနှစ်ပွဲသုံးပွဲကျော်မှာ၂နောက်ပိတ်ပုံသေး၂နောက်ပိတ်ကလည်းပုံသေးအောက်တစ်ပွဲနှစ်ပွဲသုံးပွဲကျော်မှာလည်း၃နောက်ပိတ်ကပုံသေးပဲပထမကံမှာလည်းဒီတိုင်းမထောက်တယ်ဒုတိယကံမှာဒီတိုင်းမထောက်တယ်เนาะအင်းသူ့အပေးမှာခေါင်းညင်ရှိဖြစ်သွားပြီပထမကံမှာခေါင်းညင်၁၀ဒုတိယကံမှာခေါင်းညင်ကိုဟုတ်ခေါင်းညင်ရှိเนาะဟုတ်ပြီအဲ့လိုထောက်ပြီးတာ ਨੇ တဲ့သူကပထမကံကိုပြန်သွားမယ် အဲ့မှာသူပထမကကိုပြန်သွားမယ်သူနှစ်နောက်ပိနှစ်နောက်ပိအောက်တစ်ဘွဲ့နှစ်ဘွဲ့သုံးဘွဲ့ကျော်မှာသုံးနောက်ပိလို့ထောက်တဲ့အတွက်သုံးပါပါရှစ်ပရိတ်ဆိုပြီးဒီမှာတက်ရိုက်ခဲ့ရတယ်နော် သုံးပါပါရှစ်ပရိတ်လေးတက်ရိုက်တယ်ဒုတိယကံမှာလည်းပဲနှစ်နောက်ပိအောက်တစ်ဘွဲ့နှစ်ဘွဲ့သုံးဘွဲ့ကျော်မှာသုံးနောက်ပိလို့ရိုက်တဲ့အတွက်သုံးဝပါပါကိုရှစ်ပရိတ်တက်ရိုက်ရတယ်နော်ဒီမှာတတိယကံမှာလည်းဒီတိုင်းပဲသူကနှစ်နောက်ပိအောက်တစ်ဘွဲ့နှစ်ဘွဲ့သုံးဘွဲ့ကျော်မှာသုံးနောက်ပိလို့ရိုက်ထားတဲ့အတွက်သုံးဝပါပါကိုရှစ်ပရိတ်လို့ပဲဒီမှာတက်ရိုက်ခဲ့တယ်နော် ဟုတ်ပြီတက်ရိုက်ခဲ့ပြီးတာနဲ့ဒီပထမကတ်ကိုပြန်သွားမယ်တက်ရိုက်ခဲ့ပြီးတာနဲ့တဲ့သူကကျွန်တော်ဒီပွဲကခဏနှစ်ကွက်ပြမယ်နော်နှစ်ကွက်ပထမတစ်ကွက်ကဒီကောင်ပြမယ်ရှစ်လို့ရိုက်ပြီးတာနဲ့တဲ့သူကနော်ဒီမှာနှစ်နောက်ပိတ်ခဲ့အောက်တစ်ပွဲနှစ်ပွဲသုံးပွဲကျော်မှာသုံးနောက်ပိတ်ကပုံသေးနော်အဲ့တော့အဲ့နှစ်နောက်ပိတ်ကနေရီးလိုက်ဇောင်းတက်လိုက်နှစ်နောက်ပိတ်ကနေဇောင်းတက်လိုက်ရင်တစ်ပွဲနှစ်ပွဲဇောင်းတက်လိုက်နော်ဒါတိုင်မင်ကြိုက်တာကနော် နောက်ဘက်ကဇောင်းတို့ဘွဲနှစ်ဘွဲတက်လိုက်ရင်အဲ့နှစ်ကပါပါတဲ့ခွန်ပူးပါတဲ့နောက်မှာနော်ခွန်ခွန်ပူးတယ်နော်အဲ့နှစ်ကပါပါခွန်ခွန်ပူးလိုက်တာနဲ့တဲ့အဲ့ခွန်ကိုတဲ့ခွန်ပူးတဲ့အတွက်ဒီဇောင်းသုံးလုံးကလည်းခွန်မှာပဲတဲ့နော်ဇောင်းသုံးလုံးခွန်ခွန်ပူးတဲ့အတွက်ကိုးခွန်တစ်ဇောင်းသုံးလုံးခွန်ပြန်ရိုက်တာနော်ခွန်ခွန်ပူးတဲ့အတွက်နောက်ဘက်နောက်ဘက်ကကိုးနောက်ဘက်ကခွန်ခါရဲ့တစ်ထိတ်ကခွန်ပြန်ရိုက်တယ်နော် ကတကွက်တက်ထွက်တာပေါ့နော်ဒုတိယကံမှာလည်းအဲ့တိုင်းပဲနော်ဒုတိယကံမှာလည်းဒုတိယတိုင်းပဲနှစ်နောက်ပိတ်တယ်နှစ်နောက်ပိတ်အောက်တပွဲနှစ်ပွဲသုံးပွဲကျော်မှာတဲ့သူကသုံးနောက်ပိတ်တယ်အဲ့နှစ်နောက်ပိတ်ကနေပြီးတော့ဇောင်းတက်လိုက်တဲ့တပင်းနှစ်ပင်းနော်ဇောင်းတက်လိုက်တာနဲ့အဲ့နှစ်ကပါပါဦးနောက်မှာခွန်ဘူးပါတဲ့နော်အဲ့နှစ်ကပါပါခွန်ဘူးပူလိုက်တာနဲ့အဲ့ခွန်ဘူးပူလို့ဇောင်းသုံးလုံးကလည်းခွန်မှာပဲတဲ့နော်နှစ်ကပါပါခွန်ခွန်ပူးတဲ့အတွက်ဇောင်းသုံးလုံးကိုခွန်ဖြတ်တာနော် 398ခွန်နော်မ398ခွန်ဖြတ်တာနော်ဟုတ်ပြီတတိယကံမှာလည်းသူဒီတိုင်းပဲနော်တတိယကဒီ6တိနစ်ဖြစ်တဲ့ကံမှာလည်းသူအဲ့တိုင်းပဲနော်သူကနှစ်နောက်ပိတ်တဲ့နှစ်နောက်ပိတ်ကအောက်တစ်ပွဲနှစ်ပွဲသုံးပွဲကြုံမှာသုံးနောက်ပိတ်ပုံဒီအဲ့နှစ်နောက်ပိတ်ကြောင်းနဲ့သူ့ရဲ့ဇောင်းတက်လိုက်ရင်တစ်ပွဲနှစ်ပွဲတက်လိုက်ရင်နှစ်ကပါပါခွန်ခွန်ပူးမယ်နော်သူကနှစ်ကပါပါခွန်ခွန်ပူး နှစ်ကပါပါဘူးသူကခုံခုံပူးလိုက်မယ်ခုံခုံပူးတာနဲ့တပြိုင်နက်တည်းတည်းသူကခုံဝင်နှစ်ကရှစ်ထဲမှာခုံဖြစ်မယ်နော်ခုံပူးတဲ့အတွက်တည်းဇောင်းသုံးလုံးကိုခုံပြန်ဖြတ်မှာဆိုတော့ရှစ်ခုံခုံပေါ့နော်သူကရှစ်ခုံရှစ်ခုံခုံသူတန်းတကွက်ဒဲပေါ့နော်ရှစ်ခုံခုံဒဲနော်ဟုတ်ပြီအဲ့ထဲမှာပဲနောက်ထပ်ကဏ္ဍတကွက်ကိုကျွန်တော်ထပ်ထုတ်ပြမယ်နော်အခုဒီမှာရှစ်ခုံခုံနော်အဲ့ထဲမှာပဲနောက်တနည်းနဲ့ဆိုတော့ဘယ်လိုလာလဲဆိုတော့ အဲ့ဒီ261တည်းတဲ့ brake ကိုနဲ့တဲထားတာเนาะ261တည်းတဲ့ brake ကိုနဲ့ frame စတဲ့တဲ့အတွက်တဲ့အဲ့သူကနေတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်တည်းမှာတဲ့အဲ့ brake ကိုကနန်းတည်းတဲ့ရာပြည့်เนาะရာပြည့် brake ကိုကနန်းဆိုတော့900ဆိုတော့ကနန်းတစ်ခွက်က light ထွက်ပေးရတယ်တဲ့เนาะ900ကနန်းဆိုတော့ကနန်း light ထွက်ပေးရတယ်နောက်ဒုတိယကံမှာလည်းအဲ့တိုင်းပဲသူက6နှစ်တည်း frame တဲတယ်6နှစ်တည်း frame တဲတဲ့အတွက်သူကနေတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်တည်းမှာတဲ့အဲ့ 6နှစ်တည်းကိုးပရိဖြစ်တဲ့အတွက်ဒီနေ့ထဲမှာကိုးပရိကဏ္ဍဒီရဲ့အရာပြည့်900ဆိုတော့ကဏ္ဍတစ်ခုလိုက်ထွက်ပေးရပါမယ်တဲ့နော်900ဆိုတော့ကဏ္ဍလိုက်ထွက်ပေးရနော်ဒါဆိုရင်အခုလည်းပဲဒီတတိယကံမှာတတိယကံမှာ6နှစ်တည်း frame data ဒီတဲ့ break ကိုးဖြစ်တဲ့အတွက်အဲ့ဒီနှစ်ထက်အဲ့ဒီကနေပဲ1နှစ်2နှစ်3နှစ်4နှစ်သွားလိုက်ဒီနှစ်မြောက်ဒီနှစ်ထဲမှာ break ကိုးကဏ္ဍ900ဆိုတော့ကဏ္ဍတစ်ခုထွက်ပေးရမယ် နော်900ဆိုတဲ့ခဏန်တော့ထွက်ပေးရမယ်အဲ့ခဏန်ကိုကျွန်တော်ဒီချိန်မှာပဲဖမ်းထားတယ်နော်900ရလဲဘလူးဘလူးဖမ်းထားလဲဆိုတော့ကြည့်ရအောင်နော်အဲ့ဒီ6နှစ်တက်ကရဲဘရိတ်ကိုဖြစ်တဲ့တွေ့တဲ့အဲ့ဒီ900ဆိုတဲ့ခဏန်တစ်ချိန်တစ်နှစ်နှစ်နှစ်3နှစ်4နှစ်မြောက်ထဲမှာ900ဆိုတဲ့ခဏန်လိုက်ထွက်တော့မယ်ဆိုရင်တဲ့ तू ကသူ့ရဲ့ရှေ့တစ်နှစ်နှစ်နှစ်3နှစ်မြောက်ဘူဘရိတ်နော်ဘူဘရိတ် အဲ့ခွန်ခါခွန်ခါလို့ပုံသေးထိုင်ထိုင်ထားပြီးတော့ဘူးဝိထွက်တယ်နော်ဘူးလေးထွက်ပြီးအဲ့ခွန်ခါဒီတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်တည်းမှာခွန်နောက်ပိတ်လို့လားပိတ်ရမှာခွန်နောက်ပိတ်လို့လားပိတ်ရမှာနော်အဲ့ခွန်ခါဒီတဲ့သူ့လေးနှစ်မြောက်တည်းကိုခွန်နောက်ပိတ်လို့လားပိတ်ပိတ်လိုက်တာနဲ့အဲ့ခွန်နောက်ပိတ်ကအောက်မှာတော့နောက်ပေါင်းတက်ကြတယ်နော်အဲ့နောက်ပေါင်းတက်ကဘာကြောင့်လဲဆိုတော့ဒီမှာသူကဒီ2 6 1 frame စတဲ့တော့ခါတော်တုံးတုံးတက်တယ်ထားတဲ့အတွက် နော်အဲ့တစ်ဒီနောက်ပေါင်းတစ်နဲ့ကြပေးရနော်ခွန်နောက်ပိတ်ကအောင်မှာနောက်ပေါင်းတစ်အဲ့နောက်ပေါင်းတစ်ကလည်းပဲအဲ့နှစ်ထဲမှာဒုတိယအကြိမ်ကြရတဲ့နောက်ပေါင်းတစ်ဖြစ်ရမယ်ဒီမှာပထမအကြိမ်နောက်ပေါင်းတစ်ဒုတိယအကြိမ်နောက်ပေါင်းတစ်ကြရတယ်ဆိုရင်ခွန်နောက်ပိတ်ကအောင်မှာပဲဒုတိယအကြိမ်နောက်ပေါင်းတစ်ကြရတယ်ကြပြရနဲ့အဲ့အောင်မှာအဲ့900ဆိုတဲ့ကဏ္ဍလိုက်ပါတယ်နော်ဒုတိယကံမှာလည်းသူဒီဇိုင်းမယ်နော်6နှစ်တင်းနဲ့ဖရင်တဲတယ်တဲပြီးတော့ခါရောင်သုံးမှာ3ညထောင်လာတာ အဲ့ချက် different တဲ့အတွက် break ကိုဖြစ်တဲ့အတွက်သူ့ရဲ့တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်တော့မှအဲ့ break ကိုကိုကနန်းတည်တဲ့900ဆိုတော့ကနန်းလိုက်ထွက်ပေးရမယ်အဲ့ကနန်းထွက်တော့မှဆိုရင်တဲ့သူ့ရဲ့ရှေ့တစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်မှာ break ပထမကမှာ break တုံရအခုဒီကမှာ break အဲ့ break ကအပေါ်တစ်ပင်နှစ်ပင်ဆောင်မှာခွန်ခါပုံသေးခွန်ကားပုံတင်နဲ့ break တစ်နော်ခုနကပထမကမှာခွန်ကားပုံတင်နဲ့သူက break တုံညာနော်သူက break တစ်ထောက်တာအဲ့ခွန်ကားတည် သူတွေနှစ်နှစ်သုံးနှစ်လေးနှစ်မြောက်ကိုခွန်နောက်ပိတ်လို့လိုက်ထွက်ရမှာမယ်နော်ခွန်နောက်ပိတ်လိုက်ထွက်အဲခွန်နောက်ပိတ်လိုက်ထွက်တာနဲ့သူ့အောက်မှာနောက်ပေါင်း30ကျရပါမယ်တဲ့အဲနောက်ပေါင်း30ဒီလဲပဲတဲ့အဲနှစ်ထဲမှာဒုတိယအကျင့်ကျတယ်နောက်ပေါင်း30ဖြစ်ရမယ်နော်ကြည့်ပထမ30အကျင့်နောက်ပေါင်း30ဒီမှာကျတယ်ဟိုပုံမှာမရှိဘူးနော်ပထမအကျင့်နောက်ပေါင်း30ဒီမှာကျတယ်ပြီးရင်ဒုတိယအကျင့်နောက်ပေါင်း30ကျတော့မယ်ဆိုရင်အဲခွန်နောက်ပိတ်ကအောက်မှာဒုတိယအကျင့်နောက်ပေါင်း30ကျတယ်ကျပြီးရတယ်အဲအောက်မှာ 900ရာစုကနအာလိုက်တယ်နော်အဲ့နောက်ပေါင်း30ဒီလည်းတခြားမဟုတ်ဘူး621ဆိုတဲ့ frame စတဲ့တော့621စတဲ့တော့သူကအခါတော်တုံးတော့သုံးရထောင်ထားတာနော်ပထမကံမှာတစ်ထောင်ထားလို့နောက်ပေါင်းတစ်နဲ့ကစားတာအခုဒုတိယကံမှာသုံးရထောင်ထားလို့နောက်ပေါင်းသုံးရနဲ့ကစားနော်နောက်ပေါင်းသုံးရအခါတော်တုံးတော့သုံးရတဲထားတဲ့အတွက်နောက်ပေါင်းသုံးရခုနောက်ပိတ်ခဲ့အောင်မှာဒုတိယကြိမ်နောက်ပေါင်းသုံးရကြာပြီးတာနဲ့အဲ့900ကနန်းကြာတာနော်ဟုတ်ပြီဒါဆိုရင်အခုတတိယကံ တတရကံမှာ6နှစ်တအာခါရံသုံးလုံးမှာကိုဖြစ်သွားပြီเนาะအဲ6နှစ်တအာဒီဘရိတ်ကိုဖြစ်တဲ့အတွက်တူရဲ့တနည်းနှစ်နှစ်၃နှစ်၄နှစ်မြောက်ထဲမှာတဲ့เนาะအဲ6နှစ်တကနေရည်တိုင်းတနည်းနှစ်နှစ်၃နှစ်၄နှစ်မြောက်ထဲမှာတဲ့သူဘရိတ်ကိုကဏ္ဍကိုယာပြည့်ဘရိတ်ကိုဆိုတော့900ဆိုတဲ့ကဏ္ဍဒီမှာသူထွက်တော့မယ်ဆိုရင်တဲ့သူရှိတနည်းနှစ်နှစ်၃နှစ်မြောက်မှာပထမကံမှာဘူဘရိတ်ဒုတိယကံမှာတစ်ဘရိတ်အခုတတရကံမှာနှစ်ဘရိတ်ဖြစ်သွားပြီเนาะအဲ့နှစ်ဘရိတ်ကအပေါ်တစ်ပင်နှစ်ပင်ရဲ့ ပေးမှာသူကခွန်ခါပုံတွေထောက်ထားတယ်တဲ့နော်ခွန်ခါပုံတွေထောက်ထားတယ်နော်ပထမကမှာခွန်ခါပုံတွေနဲ့တစ်ပရိတ်ဒုတိယကမှာခွန်ခါပုံတွေနဲ့နှစ်ပရိတ်အခုတတိယကမှာပထမကမှာခွန်ပုံတွေနဲ့သုံးညာပရိတ်နော်ဒုတိယကမှာအခုခွန်ခါပုံတွေနဲ့တစ်ပရိတ်အခုတတိယကမှာခွန်ခါပုံတွေနဲ့နှစ်ပရိတ်ဖြစ်သွားရင်နော်အဲ့ဒီခွန်ခါတွေသူကတနည်းနဲ့နဲ့သုံးနှစ်လေးနှစ်အောင်မှာခွန်နောက်ပိတ်လို့သူကပို့လိုက်တာနော်အဲ့ခွန်နောက်ပိတ်လို့ပို့လိုက်တဲ့ ပို့လိုက်ပြန်လေသူ့အောင်မှာနောက်ပေါင်းကိုရိုက်တယ်နော်နောက်ပေါင်းကိုစီလဲပဲတဲ့အဲ့ဒီထဲမှာဒုတိယချင်းကြရတယ်နောက်ပေါင်းကိုဖြစ်ရမယ်တဲ့နော်ဒီမှာမကြဘူးနော်နောက်ပေါင်းကိုဒီမှာမထွက်ဘူးဒီမှာမထွက်ဘူးဒီမှာမထွက်ဒီမှာပထမချင်းနောက်ပေါင်းကိုကြရခဲ့တယ်ပြီးရင်ခွန်ခါခံပြီးခွန်နောက်ပိတ်လို့ခံပြရတယ်ဒုတိယနောက်ပေါင်းကိုကြရတယ်နော်ဒုတိယကံမှလည်းပထမကံမှလည်းအဲ့တိုင်းပဲနော်ပြီးတော့ဒုတိယနောက်ပေါင်း30ကြရတာနော်နောက်ပေါင်း30ဒီအပေါ်မှာတချင်းကြခဲ့ဘူးလေနောက်ပေါင်း30ဒီမှာနော်36 4 ပထမကံမှာလည်းသူကနောက်ပေါင်း၁၁နော်နောက်ပေါင်း၁၁ခုနောက်ပိတ်ကအောင်မှာပဲနောက်ပေါင်း၁၁ကြရတယ်ပထမချိန်နောက်ပေါင်း၁၁ကဒီမှာကြရတယ်ဒုတိယချိန်နောက်ပေါင်း၁၁ကြရတယ်ခုနောက်ပိတ်ကအောင်မှာနောက်ပေါင်း၁၁ကြရကြပြန်တဲ့အဲ့အောင်မှာ900ဆိုတဲ့ခဏရိုက်တာနော်အခုဒုတိယကံမှာလည်းဒီတိုင်းပဲခုနောက်ပိတ်ကအောင်မှာနောက်ပေါင်း၁၀ဒုတိယချိန်နောက်ပေါင်း၁၀နော်ပထမချိန်နောက်ပေါင်း၁၀ကဒီမှာနော်အဒုတိယချိန်နောက်ပေါင်း၁၀ဒီခုနောက်ပိတ်ကအောင်မှာကြကြပြန်တဲ့အဲ့ဘရိတ်ကိုဒီ900ဆိုတဲ့ခဏကိုရိုက်တာနော်အဲ့ဒီနောက်ပေါင်း၁၀ဒီလည်းတခြား မှနော်ဒီခုနက6နှစ်တည်းဒီမှာတဲထားတဲ့ဖရင်စတဲတွေက6နှစ်တည်းတဲထားတဲ့အတွက်ခါရောင်တုံတုံက3000ထောင်ထားလို့အဲ့နောက်ပေါင်း3000ကိုရိုက်တာပထမကတ်မှာ6နှစ်တည်းတဲထားတဲ့အချိန်မှာတဲ့ခါရောင်တုံတုံ9ကကိုလို့ခါရောင်တုံတုံတက်လို့ရိုက်ထားတဲ့အတွက်အဲ့နောက်ပေါင်းတက်နှစ်ချိန်ကြာပြီးမှအဲ့အောင်မှာ900ရိုက်တာနော်ဒုတိယကတ်မှာလည်းအဲ့တိုင်းပဲသူက6နှစ်တည်းတည်ရတဲ့ break ကိုတဲထားတယ်နော်6နှစ်တည်းနဲ့ အဲ့ရခါတောင်တုံးလုံးဒီပထမကမှာ1ခုတည်းကမှာ3ညဖြစ်တဲ့အတွက်အဲ့900ဆိုတဲ့ကဏ္ဍရိုက်တော့မယ်ဆိုရင်တဲ့သူ့ပုံမှာနောက်ပေါင်း3ညခုနောက်ပိတ်ကအောင်မှာနောက်ပေါင်း3ညခံပြီးမှအဲ့3ညဒီဒုတိယမြောက်နောက်ပေါင်း3ညနော်ဒီမှာပထမမြောက်နောက်နောက်ပေါင်း3ညဟုတ်ပြီအဲ့ခုတတိယကမှာလည်းသူအဲ့တိုင်း6နှစ်တက်နော်6နှစ်တက်ကိုနောက်ခါတောင်က9ထောင်ထားလိုက်တာအဲ့ခါတောင်တုံးလုံး9ထောင်ထားတဲ့အတွက်အဲ့ဒီ900ဆိုတဲ့ကဏ္ဍထွက်တော့မယ်ဆိုရင်တဲ့နောက်ပေါင်း9 ကြာမယ်เนาะအဲ့နောက်ပေါင်းကိုဒီခုနောက်ပေးခဲ့အောင်ပါပဲဒုတိယကြိမ်နောက်ပေါင်းကိုကြာရမယ်သူ့အပေါ်မှာနောက်ပေါင်းကိုကတစ်ကြိမ်ပထမတစ်ကြိမ်ထွက်ထားအောင်မယ်ဒုတိယကြိမ်နောက်ပေါင်းကိုဒီခုနောက်ပေးခဲ့အောင်ပါပြကမှာဒီမှာ900ဆိုတဲ့ကဏ္ဍကိုရိုက်မှာเนาะ900အာပေါ့အဲ့တော့ကျွန်တော်ဒီပွဲမှာကဏ္ဍနှစ်ခွက်ထုတ်ပေးမယ်ရှစ်ခွန်ခွန်ရဲ900အာပေါ့เนาะ900အာပေါ့သူကတော့900အာ900ဆိုတဲ့ကဏ္ဍအာရဲ့ ရှိခုံခုံရှိခုံခုံကတဲ့နော်ရှိခုံခုံကတဲ့ဟုတ်ကဲ့ဒီလောက်ဆိုရှင်းမယ်ဒီမှာလည်းနော်အားလုံးကိုလက်ကန်ကောင်းကြပါစေနော်ကိုလက်ပါနော်